အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေဈေးကတော့မနက်ပိုင်းမှာ600အတန်နဲ့ဈေးပွင့်ထားပါတယ် ီနေ့က24ရက်နေ့၄လပိုင်း2020နဲ့5ခုနှစ်မလပိုင်းတိုင်းရွှေဈေးကတော့600တက်ပါတယ်။96.5ဈေးကိန်းလို့ရှိတဲ့တိုင်းရွှေအခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9300ဆိုင်ကလက်ခံတဲ့ဈေးက9300လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9400နဲ့မှတက်ရဆိုင်ကလက်ခံတဲ့ဈေးက9241.36နဲ့ပေါက်ဈေးရှိပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3361.53ညနဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ33.53ညနဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်။ 60ကျောင်းတသမာ900ခန့်လို့ရှိတဲ့တိုင်းရွှေကဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်ခအပီးစီးတိုင်းရွှေကဲတပတ်သားကို93500ဈေးနဲ့ပေါင်စည်းရှိပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရခိုင်လုံးပြတ်မပြတ်ပဲဆိုင်က93200နဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝေးရနာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ခန့်နဲ့1000ခန့်ရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူပြီးလို့ရောင်းတဲ့ဆိုင်ပေါ်မှာမူပြီးပြီးတော့လက်ကဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝေးရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန့်လုံးပြတ်ပြီးတဲ့ပြင်ကို9500ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။တိုင်းရွှေကတစ်ရက်လုံးတိုင်းတာ နဲ့နိုင်ရင်နဲ့အမျှပြောင်းလဲမှုရှိနေတာဖြစ်ပါတယ်။မနေ့ကထိုင်းရွှေစည်းတွေကတော်တော်ကြပြီမြေဒီနေ့မှာတော့ပြန်ပြီးတော့တက်နေတာဖြစ်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုချင်တဲ့သူတွေကလက်ကဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။ထိုင်းရွှေအခဲတစ်ဘက်သားကိုလက်က200 5ဘက်သားဒီဝယ်မယ်ဆိုရင်လက်ကအကုန်ကျမရှိပါဘူး။ထိုင်းရွှေစင်းငွေစည်းတွေကိုအများတန်းတင်ပေးပါရတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပေးရှင်းနိုင်ကြပါစေ။